မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မတ်လ29ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းမျိုးတမျိုးလုံးမှာမနေ့ကလှုပ်ခတ်သွားတဲ့ငလျင်ကြောင်း80ရာခိုင်နှုန်းပြိုကျပျက်စီးသွားပြီးတော့လက်တလောတည်ဆုံးသူစည်ရင်မှာ90နီးပါးအတီးပြုတ်ထားနိုင်ပြီးတော့ကုညီကယ်ဆယ်ရေးလှုပ်ဆောင်ပေးမဲ့သူတွေမရှိဘူးဖြစ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်သခိုင်းကမန္တလေးထဲတောင်မှာပို့ပြီးတော့လူအသေးပြောက်များနိုင်ပါတယ် ်မြန်ကိုပိုင်တန်တန်းเจ้าမှာကလေးတွေစာတင်နေတော့ပြိုကြတာ ကလေးတွေအလုံးဆုံးသွားပါတယ်အကုန်လုံးပြိနေကြတယ်လေးကျော်မြေအုပ်ချောင်းမှာလည်းရင်ကျေးလိမ်မှာတင်တန်းတွေဖွင့်နေတော့မှပြိုကြတာကလေးတဝက်နေပါပါသွားပါတယ်အခုကစရင်ကောက်ဖို့နေနေတတာကဲဆယ်ရေးကိုမစနိုင်သေးတာလို့သခိုင်းအခြေဆိုင်ကဲဆယ်ရေးလှုပ်ဆောင်ရန်ကြိုးပမ်းနေတယ်ပရိုက်တာအဖွဲ့ဝင်တို့ကရှင်းပြထားပါတယ်သခိုင်းမျိုးနဲ့မန္တလေးမျိုးတို့ကိုဆက်သွယ်ထားတယ်သခိုင်းတရာအစ်စ်ဟာလည်းအကွဲချောင်းများဖြစ်ပေါ်နေခြင်းနဲ့ချင်းကလမ်းများပြိုကြတဲ့အတော့ကုန်းလမ်းဆက်သွယ်ရေးလမ်းကြောင်းတွေပြတ်တောက်နေတယ်လို့သိရပါတယ်ပြည်သူများဟာလည်းဇက်ရည်ရင်များနဲ့သာသခိုင်းနဲ့မန္တလေးကြားမှာ ကူးတန်းနေရတယ်လို့သိရပါတယ်မန္တလေးဘက်ကကယ်ဆယ်ရေးတွေဒီဘက်ကမလာနိုင်ပါဘူးတမျိုးလုံးကတော့ဒီတိုင်းပဲအပြက်အစီးတွေကိုထိုင်ကြည့်နေရတာလို့ပြည်သူတို့ကရှင်းပြထားပါတယ်။သကိုင်းမြို့ပေါ်မှာဗလီ၃လုံးပြိုကျခဲ့ပြီးတော့လက်တလောစရင်များအရာ45ဦးသေဆုံးကြောင်းသိရပါတယ်။သေဆုံးသူများထဲမှာအတီးပြုတ်ပြီးထားတဲ့အလောင်းတွေဟာအပြက်အစီးတွေအောက်မှာပိတ်မိနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်တန်ကျောင်းမန္တလေးမြို့မှာအဆောက်အဦများစွာပြိုကျပျက်စီးခဲ့ရတဲ့နေရာက ဥလသိန်းဘိမှန်အတွင်းမှာတန်ဃာတော်များစာမိုးပွဲဖြေနေတဲ့အချိန်ဘိမှန်ပြိုကျခဲ့တဲ့အတွက်တန်ဃာတော်အပား80ကျော်ပြန်လည်တော်မူသွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမွန်လွယ်ပိုင်း12:52မိနစ်အချိန်မှာအဲ့ဒီဘိမှန်မှာစာဖြေတန်ဃာတော်အပား600ကျော်စာမိုးပွဲဖြေချနေစဉ်အတွင်းမှာငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်ပြီးတော့ငလျင်ထံကြောင့်ဘိမှန်ရဲ့ညာဘက်ခြမ်းတစ်ခြမ်းလုံးပြိုကျသွားခဲ့တယ်လို့သိရပါတယ်။ပြိုကျတဲ့ဘက်ခြမ်းကတန်ဃာတော်အများစုဟာပြန်လည်တော်မူသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ပြိမိခဲ့တဲ့တန်ဃာတော်အများကို ရှာဖွေကယ်ဆယ်ရေးများဆက်လက်ပြီးတော့ဆောင်ရွက်နေကြောင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကတာဝန်ရှိသူကရှင်းပြထားပါတယ်။ဘလောက်တိမ်ဆုံးလဲဆိုတာကတော့အတိအကျမသိရသေးပါဘူး။တော်တော်များများတော့တိမ်ဆုံးတယ်ဗျ။ကျွန်တော်တို့ကမနေ့ညကသွားခဲ့ပြီးတော့အခုထမ်းမရောက်ဖြစ်သေးဘူး။ကျန်တာကိုမိသားတစ်ဖွဲ့ကဆက်ပြီးတော့လုံနေပါတယ်လို့ ဆက်သွယ်မေးမြန်းမှုကိုမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းဒေသကြီးကော်မတီကတာဝန်ရှိသူကဖြေကြားထားပါတယ်။2025ခုနှစ်မှာတန်ဃာတော်များစာဖြေနိုင်ရန်အတွက်မဟာအောင်မြင်မျိုးနယ်စာဖြေဌာနကိုပြရိတသာသနာဟိတအသင်းဦးလာသိန်းဗိမာန်မှာပြုလုပ်ခဲ့တဲ့အချိန်အခုလိုမျိုးအဖြစ်ဆိုးနဲ့ကြုံတွေ့ခဲ့ရခြင်းဖြစ်ကြောင်းတရေရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တရင်ကတော့မန္တလေးမှာ Sky Filler ကွန်ဒိုပြိုကျမှုမှာ ဒုက္ခဒိုင်မွန်စိန်တိုက်ပိုင်ရှင်ဒေါ်မိုးတီတာရွှေနဲ့မိသားစုဝင်များတည်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒုက္ခဒိုင်မွန်စိန်တိုက်ရဲ့ပိုင်ရှင်တိတိတုဒမတင်ကြီးဒေါ်မိုးတီတာရွှေနဲ့တာသမီများမြေးလေးတို့ဟာ28ရက်နေ့3လ2025ခုနှစ်မှာတဘာဝဘေးအန္တရာယ်ကြောင့်ကွယ်လွန်အနေဆာရောက်သွားပါပြီလို့အဲ့ဒီစိန်တိုက်ကသတင်းထုတ်ပြန်ထားပါရယ်။မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်လမ်း60 22လမ်းနဲ့23လမ်းကြားမှာရှိတဲ့ဆက်တထအမြင့်ရှိတဲ့ Sky Villa Condo ဟာမနေ့ကငလျင်တန်းကြောင့်ပြိုကျသွားတာ မြေကြီးထဲကိုကျုံဝင်သွားတယ်လို့သိရပါဗျ။မြေကြီးပေါ်မှာခုနှစ်ထပ်သာကြန့်ရှိတော့ပြီးတော့ကွန်ဒို၁၁ထပ်ထဲမှာ၄ထပ်ဟာမြေကြီးထဲကိုကျုံဝင်သွားတဲ့အတော့လူအများအပြားပိတ်မိတိတ်ဆုံးခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီပိတ်မိတိတ်ဆုံးသူများထဲမှာဒုက္ခဒိုင်မွန်စိန်တိုက်ပန်းရှင်မိသားစုများပါဝင်သွားခြင်းဖြစ်တယ်လို့သိရပါဗျ။သူတို့ကစိန်တိုက်ဖွင့်ထားတာ Sky Villa မြေကြီးထဲကိုကျုံဝင်သွားတဲ့အထဲမှာသူတို့မိသားစုလိုက်ပါသွားတာလို့ဒုက္ခဒိုင်မွန်စိန်တိုက်ပန်းရှင်နဲ့ရင်းနှီးသူမိတ်ဆွေကသတင်းပေးဖို့ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းရမဲသိန်းမြို့နယ်မှာငလျင်လှုပ်ခတ်မှုကြောင့်ပြည်သူတရာကျော်တေဆုံးပြီးထိခိုက်ပျက်စီးမှုတွေများပြားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကမက်လာ28ရက်နေ့မွန်လယ်12:52မိနစ်ကစကိုင်းမြို့ရဲ့အနောက်မြောက်ဘက်16ကီလိုမီတာအကွာမှာဗဟိုပြူပြီးတော့အင်အားပြင်းထန်တဲ့မြေငံလျင်လှုပ်ခတ်မှုကြောင့်ရမဲသိမ်းမြို့ပေါ်ကခြေရွာများအတွဲမှာနေထိုင်တဲ့ပြည်သူအယောက်တရာကျော်တိမ်ဆုံပြီးတော့ပျောက်ဆုံးနေတဲ့သူတွေလည်းရှိတယ်လို့သိရပါဗျ။နေအိမ်များအဆောက်အအုံများလမ်းတံတားများလည်းထိမှန်ပျက်စီးခဲ့ပြီးတော့ဖုန်းအင်တာနက်လိုင်းများလည်းပြတ်တောက်နေတယ်လို့သိရပါဗျ။ ်ရမဲတင်းထဲမှာလူအသေးပြောက်များပါတယ်စုစုပေါင်းမျိုးပေါ်မှာတယ်အယောက်90နဲ့100ကြားရှိပါတယ်ရွာတွေဘက်မှာလည်းတော်တော်လေးကိုထိထားတယ်အသေးပြောက်ကတော့ရှိပါတယ်ဖုန်းလိုင်းကလည်းမိုင်းတဲတစ်မျိုးပဲရပါတယ်လို့ရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မနေ့ကမွန်လွယ်ပိုင်းမှာလှုပ်ခတ်ခဲ့တဲ့မြင်းငလျင်ကြောင် မြန်မာနိုင်ငံတဝန်းလုံးမှာတည်ဆုံးသူစုစုပေါင်း1000နှစ်ဦးရှိလာပြီးတော့ဒဏ်ရာရရှိသူ2386ဦးရှိလာပြီလို့အကြမ်းဆက်ကောင်စီကထုတ်ပြန်လာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိအချိန်ထိနောက်ဆုံးကြောက်ယူရရှိတဲ့စည်ရင်းများအရာတက်နိုင်ငံလုံးအတိုင်းအတာနဲ့မလီယန်ဒန်တင့်ခဲ့ရတဲ့ဒေတာများအလုံးမှာမလီယန်ဘေးဒဏ်ကြောင့်တည်ဆုံးခဲ့ရသူစုစုပေါင်း1000ဦးဒဏ်ရာရရှိသူစုစုပေါင်း2386ဦးနဲ့ပျောက်ဆုံးသူအယောက်30ရှိနေပြီလို့သိရပါဗျ။ဒါအပြင်အသေးစိတ်စည်ရင်းများကိုလည်းဆက်လက်ပြီးတော့ကြောက်ယူလျက်ရှိတယ်လို့စ စ်ကောင်စီကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ငလျင်လှုပ်ပြီးတရက်အကြာမှာရန်ကုန်ဆောက်လုပ်ရေးဈေးကွက်မှာဘီးလက်မြေဈေးများငွေကျပ်6000ခန့်ခုန်တက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရောင်မြုံမှာမက်စလာ28ရက်နေ့ကအာဖာဘီလက်မြေတအိတ်ကိုငွေကျပ်18800ကနေဒီကနေ့မက်စလာ29ရက်နေ့မနက်ပိုင်းမှာငွေကျပ်24000ဖြစ်သွားကြောင်းရန်ကုန်ခြေဆိုင်အသေးစားဆောက်လုပ်ရေးလုပ်ငန်းရှင်တဦးထံကသိရပါတယ်။ဘာကြောင့်ချက်ချင်းလန်ငယ်6000ခုန်တက်သွားတယ်လဲဆိုတော့တတ်တတ်ကိုမရိုင်းတာလို့ပဲပြောရမယ်။တချို့ဆိုင်တွေကတော့ဘီလက်မြေအယောင်းတွေပိတ်ထားတယ်လို့၎င်းကရှင်းပြထားပါတယ်။ဒီကနေ့မနက်ပိုင်းမှာကြန့်တစိဘီလက်မြေတအိတ်ရဲ့ဈေးဟာငွေကျပ်23000ဖြစ်သွားပြီးတော့မြောက်ဒဂုံမှာရှိတဲ့နာမည်ကြီး တိမ့်ဆောက်လို့ရေးပစ္စည်းဆိုင်မှာလဲဘီလံမြေအယောင်းများကိုပိတ်ထားတယ်လို့သိရပါဗါဒီနေ့ဆိုရင်ကြက်ဥဈေးလဲတက်သွားတယ် ဖျောင်းနိုင်ဈေးလဲတက်တယ်မိပြတ်လို့အိမ်သုံးဂတ်ဆိုင်တွေမှာလဲလူတွေတဒန်းကြီးပဲလို့တိုင်းမြို့နယ်မှာနေတဲ့အိမ်တော်ရှင်မတူကပြောပြထားပါဗျ။ကျောက်ဥတလုံးရဲ့ဈေးဟာမနေ့ကငွေကျပ်430ကနေ450ကျားရှိခဲ့ရမှာဒီကနေ့မှာ900ကျပ်ဖျောင်းနိုင်တထုပ်ရဲ့ဈေးနှုန်းမှာငွေကျပ်3000ကနေပြီးတော့4000ကိုဈေးခုန်တက်သွားတယ်လို့သိရပါဗျ။မလီယံတန်ကျောက်ရန်ကုန်မှာတရက်ကို၄နိုင်ခန့်သာရေတင်နိုင်ရအတွက်အလဲအကျပြည့်စက်မီပေးနိုင်မယ်လို့ရန်ကုန်လျှက်စက်ဒါအပေကြီးကော်ပိုရေးရှင်း YESE ကထုတ်ပြန်ထားကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးတဘာဝဘေးအန္တရာယ်ကကင်ဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်အောက်ကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ